ောင်းတာလုံးကောင်းတာဖြစ်မယ်ပဲစဉ်းစားထားတယ်အဲ့တော့ဖရာတရားပို့လောက်တယ်ဖရာတရားလောက်တဲ့တော့ကိုကကန်ကောင်းလာတယ်ကန်ကောင်းလာတဲ့တော့ကိုလောက်တယ်အဆင်ပြေလာတယ်ပေါ့အော်ကိုဒီကိုဝိုင်းတို့နဲ့ကကြတော့အော်ကကိုဝိုင်းနဲ့တခါမှမဆုံဘူးဒါပထမဆုံးဆုံးသွားဆိုရင်လည်းရင်လည်းတော်တော်ခုံတယ်ရန်အဟိုပေါ့နော်ရန်တော့မျောလင့်ထားတယ်အရန်မျောလင့်ထားတယ်ဆိုလေတခါမှမရိုက်ဘူးပြီးတော့ကိုဝိုင်းတင်ပေးတာကြီးအမှုပညာကြီးမှာဘလို့တရုပ်ဆောင်ဘလို့တရုပ်ဆောင်ဆိုတာမျိုးလည်းတင်ပေးတာမျိုးလည်းခံကျင်တယ်ဘာဖြစ်ဆိုတော့ကိုယ့်ရဲ့စီနီယာကြီးလေးအဲ့လိုမျိုးဒါရိုက်တာကြီးတွေတင်ပေးတာမျိုးကိုလည်းခံကျင်တယ် တနေ့တနေ့ဆိုရင်အော်မနက်ဆိုရင်မေတ္တာတော့ဖះစားရွတ်တယ်ပေါ့နော်နေ့နဲ့လိုက်စနေဆိုစနေတနင်္ဂနွေဆိုတနင်္ဂနွေရွတ်တယ်ညဆိုရင်ပထန်းရွတ်တယ်ည7:00နာရီလောက်ဆိုပထန်းရွတ်တယ်အဲ့ဒီအတွက်လည်းဖះကလေအကျိုးပေးရလို့ခံစားရတယ်။အော်ဆိုလို့ချင်း2024လေးရွတ်တယ်။အခု2025ဆိုလို့ချင်းကိုယ့်ရဲ့လုတ်ခဲ့တဲ့ကုသိုလ်ကံရဲ့ပေါ့နော်။ဖះတရားကိုတေချာလုတ်ခဲ့တဲ့အတွက်ကောင်းမှုရဖြစ်လာတယ်။ဒီ2025မှာဆိုအော်အရင်တော့ဆိုလို့ချင်းအမှုပညာအလုပ်လုပ်ရဆိုနည်းနည်းလေးဟိုဟိုလုတ်လိုက်နည်းနည်းလေးရလိုက်လုတ်လိုက်ရလိုက်အဲ့လိုမျိုးလေးသွားရပေါ့နော်။ဒီနှစ်မှာကျတော့အော်ဒီနှစ်ဆကလေးအလုပ်လက်ခံထားတယ်။ အဲဟိုအနီမူရိုးနဲ့ပဲပေါ့နော်ဖိုဝါနဲ့ပဲအနီမူရိုးနဲ့ဟောကိုဝိုင်းတို့နဲ့ဒီတလာပိုင်းအခုရိုက်မယ်အဲ55အနေနဲ့55ရုပ်ရှင်ကားကြီးတကားပြီး2လပိုင်းလေးရိုက်ဖို့ရှိတယ်3လပိုင်းကျရင်လည်းပုတ်ပါမှာပေါ့နော်ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်အဲ့တော့ကိုကကိုကောင်းတာလုံးကောင်းတာဖြစ်မယ်ပဲစဉ်းစားထားတယ်အဲ့တော့ဖျားတရားပို့လောက်တယ်ဖျားတရားလောက်တဲ့အတွက်ကိုကကံကောင်းလာတယ်ကံကောင်းလာတဲ့အတွက်ကိုလောက်တယ်အဆင်ပြေလာတယ်ပေါ့ဟိုကတော့အဲ့လိုပဲယုံကြည်ထားဟိုကအရင်တော့ကဟိုဖျားတရားလောက်တယ်ဆယ်ရက်နှောင်းကလည်းအရင်လောက်တယ်ဒါပေမဲ့ဒီကြားထဲမှာမလောက်ခွင့်နဲ့ရက်လိုက်သေးတယ် အော်ကဖျားတရားလို့တနစ်ဆိုလဲတနစ်နစ်ဆိုလဲနှစ်နှစ်ဇက်တိုက်လို့ဒါပေမဲ့ပြတ်သွားရင်တနစ်နှစ်နှစ်လောက်လုံးဝမေခတော့တော့အဲ့လိုအဲ့လိုလူစားရဲမှာပါတယ်အော်ကိုရာကလုတ်တယ်ဆိုရင်ဇက်တိုက်တရက်မှမပြတ်ဘူးအော်ဘောကမှာဒါပေမဲ့ပြတ်သွားပြီဆိုလဲတနစ်နှစ်နှစ်လုံးဝမလုတ်ဘူးမရှိခိုးအဲ့လိုဖျားရအောင်တော့ရှိခိုးရအဲ့လိုပထန်းနေပါရင်မရွတ်ဖြစ်တော့တာပေါ့နော် ဲ့လိုမျိုးရှိရဲကိုကဒီလှုပ်လှုပ်တဲ့ချိန်မှာအော်ငါကဖျားတရတေးချာလှုပ်ရမယ်ငါနောက်ပါတာဒီဒီကုတို့ပဲပါမယ်ဆိုတော့ကောင်းတာဟိုကိုကမကောင်းတာမပြောမကောင်းတာမလုပ်ကောင်းတာလေးလှုပ်တယ်အဲ့ဒါမှဖျားတရလေးပို့လှုပ်လိုက်တော့ပို့ပြီးကန်မြင့်ပြီးကန်ကောင်းလာလို့အဘောထင်တယ်အော်ကိုဒီကိုဝိုင်းတို့နဲ့ကကြတော့အော်ကကိုဝိုင်းနဲ့တခါမှမဆုံဘူးဒါပထမဆုံးဆုံပါဆိုရင်လည်းရင်လည်းတော်တော်ခုန်တယ်ပြီးတော့ ဒီအော်အခုပါမယ့် character လေးကလည်းမဆိုးတော်တော်လေးပေါ့နော်နိုင်ငံခြားပြန်လာတဲ့ကောင်မလေးပေါ့နော်အဲ့လို character လေးနဲ့လာရမယ်ဆိုတော့မမြင်ဘူးတဲ့ character တော့ဖြစ်မှာပေါ့နော်ပြီးတော့ဒီဂျာထဲမှာလက်ခံထားတဲ့ကားလေးကတကားနဲ့တကားမတူဘူးနောက်တကားကကြတော့တော်ကားပေါ့အဲ့လိုဟာတာကားလေးအဲ့လိုပုံစံမျိုးလေးဆိုတော့ဒီအခုလက်ခံထားတဲ့ကားတွေမှာတော့မတူဘူးပေါ့နော်ကာရိုက်တာ၃ကားလုံးကကာရိုက်တာမတူဘူးဟုတ်ကန်ကောင်းတာပေါ့အော်ကားလေး ဟိုလှည့်ရွလွင်တော့လာမန်းဟိုဟာမခင်ဝန်းဟိုအဲ့ကိုဝိုင်းနေရိုက်တဲ့အချိန်မှာလေအော်အဲ့ကောင်အရန်ကြည့်ရကြည့်တဲ့အချိန်မှာအရန်ကြိုက်တာ အရင်ကြိုက်တော့ကြာငါကိုဝိုင်းနဲ့ရိုက်ချင်နေဆိုပြီးဟာမျိုးအော်ရိုရဲ့ဟိုတရုတ်ဆောင်နေမှာဒရိုက်တာတွေကိုကားတယ်မှာငါဒီလူနဲ့ရိုက်ချင်လိုက်တာဒီလူနဲ့ရိုက်ချင်လိုက်တာဆိုပြီးဟာမျိုးရှိတယ်။အော်အရင်ရိုက်ချင်တဲ့ဒရိုက်တာနဲ့ရိုက်ရတော့မယ်ဆိုတော့အရင်ပျော်လဲပျော်ပဲကြောက်လဲကြောက်တယ်ပေါ့နော်။ဒီကိုဝိုင်းကအိုက်တလဲတင်ပြီးရဲ့ဆိုတော့ပို့ပြီးတော်တော်လေးကိုရင်ခုန်နေတာ။အာဒါမျိုးအခုစဉ်းစားထားငါပို့စူးစားရမယ်ပို့လောက်ရမယ်တင်ပြီးတာကိုလည်းနာယူရမယ်။ကိုတက်တလောက်မှတ်တလောက်လည်းအကောင်းဆုံးလုပ်ရမယ်ဆိုပြီးတော့အခုပြင်ဆင်နေပါတယ်။ဖခင်တွေကလုပ်လို့ရှိရင်အနုပညာလုပ်ငန်းတွေဇက်တိုက်လောက်ကင်နိုင်ပြီးရဲ့ဆိုတော့ဘလို့ပဲပြည့်လေဒီအနုပညာလုပ်ဆိုဇက်တိုက်လောက်နေမှာကိုကိုလူသိ ိမှာကိုလူသိလာမှာကိုရဲ့ဟိုချပြခြင်းနဲ့ရည်လဲသူတို့သိလာမှာလေအဲ့ဒါကြောင့်မို့အလုံးလောက်ရပါစီပဲဆူတောင်းပါတယ်အဲ့တော့ကိုကလည်းကိုကန်လေးကောင်းလာအခါကျတကယ်ဟိုဒရိုက်တာကြီးတွေနဲ့တွေ့ရတဲ့အတွက်လည်းအရန်ဝမ်းသာပီတိဖြစ်ပါတယ်ရန်ဟိုပေါ့နော်ရန်တော့မျောလင့်ထားတယ်အရန်မျောလင့်ထားတယ်ဆိုလေတစ်ခါမှမရိုက်ဘူးပြီးတော့ကွန်ဝိုင်းတင်ပေးတာကြီးအမှုပညာတွေမှာဘလို့တရုပ်ဆောင်ဘလို့တရုပ်ဆောင်ဆိုတာမျိုးလည်းတင်ပေးတာမျိုးလည်းခံကျင်တယ်ဘာဖြစ်ဆိုကိုရဲ့စီနီယာကြီးလေးအဲ့လိုမျိုးဒရိုက်တာကြီးတွေတင်ပေးတာမျိုးကိုလည်းခံကျင်တယ်ပြီးရင် အတွေ့အကြုံသက်တည်းလည်းရမယ်လို့ထင်တယ်ပြီးတော့ကိုမလုတ်ဖူးရဲ့ character လည်းဖြစ်တော့လေအရန်တတော်လေးကိုတော့ရှင်းခုံတယ်ပြီးလို့ရှိရင်အမှလက်ရွေလင်တော့မှကျွန်တော်မခင်ဦးကတရုတ်ဆောင်တာကိုကြည့်တော့လေအရင်တော့လည်းမတူတော့အရန်ကောင်းတယ်အရန်ကောင်းတော့ကြာအဲ့လိုမျိုးကဒီ director နဲ့တင်ပြီးငါရဲ့တရုတ်ဆောင် item တွေလည်းတက်လာမယ်ဆိုတော့100%ယုံကြည်တယ်အဲ့ဒါကြောင့်ဟိုပို့ပြီးတော့ဗောနော်လုတ်ဖြစ်တာပါဟုတ်